အားလုံးမင်္ဂလာပါဖော်ဖရန်ဆပ်ပလန်ကျေးဇူးပါတယ်ကျွန်တော်တို့ဒီဒီဘက်ကျွန်တော်တို့အင်္ဂလိပ်တွေမှာဆိုရင်ကျွန်တော်တို့မန်ချက်စတာဒါဘီရှိတယ်မန်ချက်စတာဒါဘီဖြစ်တဲ့ဘက်ကကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်စီးနေတဲ့ကစားမယ်ဒီဘက်ကကျွန်တော်တို့ဒီအင်္ဂလိပ်တွေညာကျွန်တော်ဒီဆိုင်တိုင်းမှာကစားမယ်ယူနိုက်တက်ကျွန်တော်တို့အင်္ဂလိပ်မှာကစားမယ်ပြောမလို့ဆိုရင်ကျွန်တော်ဒီပွဲစဉ်ကတော်တော်လေးကျွန်တော်ဒီကြည့်လို့ကောင်းပါကအသေးချပဲဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဒီပွဲကြောင့်လည်းပြောကြည့်အောင် ဒီပွဲကြောင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ Man City ကကျွန်တော်တို့ဒီပွဲစဉ်ကိုနိုင်ဖို့လိုအပ်တယ်ဗျာ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Man City ကကျွန်တော် Top 4ဝင်ခွင့်အတွက်ကျွန်တော်တို့ဒီပွဲစဉ်ကနိုင်ဖို့လိုအပ်တယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီထက်ကကျွန်တော် Man City ရဲ့အဆင့်တည်းကကျွန်တော်တို့ဒီ Chelsea နဲ့တမက်ကွာနေတယ်။ဒါအပြင်ကျွန်တော်တို့ဒီအဆင့်6ကကျွန်တော်တို့ Newcastle ကမကွာဟာမှုကျွန်တော်တိတ်မရှိဘူး။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဒီပွဲစဉ်က Man City ကမဖြစ်နေသူတွေနိုင်ဖို့လိုအပ်တယ်။လက်ရှိမှာဆိုရင်ကျွန်တော်တို့ဒီ Man City ကကျွန်တော်တို့ဒီအာသူတို့ချန်ပီယံဝင်ခွင့်တေချာတာကအဆင့်လေးအဆင့်လေးကကျွန်တော်ဒီပြောမယ်ဆိုရင် ဒီကြောင့်တို့အမခင်ရယ်ပြေးနိုင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီလာမယ့်ကျွန်တော်တို့ဒီရာသီမှာဆိုရင်ကျွန်တော်တို့ဒီအဆင့်၅နှစ်ရဲ့တီတူနေနဲ့ချန်ပီယံလိုဝင်ခွင့်ရှိရဆိုရင်ပဲလေတပတ်က United ကျွန်တော်တို့ဒီစပါတိုတိုကကျွန်တော်တို့ဒီယိုဘတ်မှာရှိတယ်။မရနိုင်လို့ပြောနေတာ။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Man City ကကျွန်တော်တို့ဒီချန်ပီယံလိုဝင်နေဆိုရင်အဆင့်၄ကတူနေနဲ့ တေချဘသူနေနဲ့ရဘသူနေနဲ့လိုအပ်တယ်ဒီလိုကျွန်တော်ဒီဘန်စီးလက်ရှိချိန်မှာဆိုအမှတ်လိုအပ်နေတယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီဘန်စီးတီကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီပွဲစဉ်မှာဆိုရင်ဟာလန်ပေါ့ဟာလန်ပါတဲ့တိုက်စီးကပြမဲ့ဆိုရင်တော်တော်လေးကွာရုံးငယ်ရတဲ့ခြေရှိတယ်ဒီဘက်ကကျွန်တော် United ရဲ့ကျွန်တော်ဒီနောက်တန်းမှာဆိုရင်ကျွန်တော်ဒီ Delit တို့ပါလို့ရှိရတယ်တော်တော်လေးသူနဲ့ကောင်းတယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီဟာလန်ပါတဲ့တိုက်စီးကတော်တော်လေးမှာကျွန်တော်တို့ဒီရုံးငယ်ရနိုင်ခြေရှိတယ်။ဒါအပြင်ကမှကျွန်တော်တို့ဒီမစီးတီးရဲ့ကျွန်တော်တို့ဒီခြေစွမ်းကိုကြည့်မယ်ဆိုရင်ဘယ်လိုမှကျွန်တော်တို့ဒီအခမ်းမန်းလို့မရဘူးဗျာ ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီခြေစွမ်းကကျွန်တော်တို့ဒီမငြိမ်ဘူးဒီကဒီမှာဆိုရင်ကျွန်တော်တို့ဒီမန်စတီးကကျွန်တော်တို့ဒီအသင်းကြီးရတွေ့တဲ့ခါမှာဆိုရင်အာစဖက်ကကျွန်တော်တို့ဒီစပါကျွန်တော်တို့ဒီချဲစီဒီအသင်းကလွယ်ပြင်ကျွန်တော်တို့ဒီအသင်းကြီးတွေဘလုံးမကျွန်တော်တို့ဒီမနိုင်ဘူးဗျာကျွန်တော်တို့ဒီမန်ယူကျွန်တော်တို့ဒီအာဆင်နယ်ကျွန်တော်တို့ဒီချဲစီအစ်မကကျွန်တော်လီဗာပူဆိုတာလီဗာပူဒီအသင်းတွေကိုကျွန်တော်တို့ဒီရှုံထားတယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီဒီကဒီမှာဆိုရင်ကျွန်တော်တို့ဒီမန်စတီးကအသင်းကြီးတွေ့ပြီဆိုရင်တော်တော်လေးဒီနယ်ရုံကန်နေရတယ်ဒါကပြင်ကျွန်တော်တို့ဒီအသင်းရဲ့ကျွန်တော်တို့ဒီခြေစွမ်းကလည်းတိတ်ပြီးတော့အားဆရာမရှိဘူး ထက်ဆိုးတာကကျွန်တော်ဒီဟာလန်ပါဘူးဟာလန်ပါတဲ့တိုက်စစ်ကကမဲ့ဆိုရင် မမုတ်တဖက်သူတွေရုံရမယ်တော်တော်လေးကမှပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပွဲကစိတ်ပူစရာတော့ကောင်းတယ်ဒါအပြင်ကမှကျွန်တော်တို့ဒီကွင်းနဲ့ဘိုင်းကလည်းကျွန်တော်တို့ဒီတိတ်ပြီးတော့အာရစရာတော့မကောင်းသေးဘူးဒီညမှာဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်ကကျွန်တော်တို့ဒီ quality အနေနဲ့ဒီပွဲကိုကျွန်တော်တို့ဒီအကောင်းဆုံးနဲ့ချင်းခဲ့ရမယ်အကောင်းဆုံးကျွန်တော်ဒီပြည်သူတွေချမ်းမဲ့ရမယ်ဒါအပြင်ကျွန်တော်တို့ဒီ quality တွေကကျွန်တော်တို့ဒီရသီမှာဆိုရင်ဘယ်အမုန်းနဲ့သူတွေနဲ့တခါတွေ့ထားခဲ့တယ်တခါကျွန်တော် supporting မှာသူတွေနဲ့ကိုပြတ်သူတွေနဲ့ရှုံတယ် United မှာကျွန်တော်တို့ဒီ kain တော့လည်းကျွန်တော်တို့ဒီမှာကြွတ်သူတွေနဲ့ရှုံထားတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ West Ham ကကွန်တီတူတာတွေနဲ့ ်တင်ကြပါသူတွေနိုင်ဘူးသူတွေလိုအပ်တယ်ကိုအသင်းကကျွန်တော်တို့ဒီအမှတ်လိုနေတယ်ဒါအပြင်တစ်ဖက်ကကျွန်တော်တို့ဒီအာမွင်းကိုတရားသေးသူနဲ့သုံးချိန်သူနဲ့ရှုံးလုံးဖြစ်ဘူးဒီညမှာဆိုကျွန်တော်တို့ဒီကလူလာတော့ရောမစီတွေ့ရောတကယ်ကျွန်တော်တို့ဒီအရေးကြီးတဲ့ပွဲစဉ်ဖြစ်တယ်အမှတ်လိုကျွန်တော်တို့ဒီပွဲစဉ်ဖြစ်တယ်တစ်ဖက်ကကျွန်တော်တို့ဒီအင်ရှင်ဖြစ်တဲ့ United ကိုကြည့်မယ်ဆိုရင် United ကကျွန်တော်တို့ဒီသူတို့အသင်းကပြီးခဲ့တဲ့ကျွန်တော်တို့ဒေါ်ရဲဖွင့်တဲ့ကျွန်တော်တို့ဒီခြေသွင်းကိုကြည့်မယ်ဆိုရင်သူတို့အသင်းရဲ့ကစားပုံက ဖွင့်စကားရှိသူတွေပြသနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တက်ဆက်ပိုင်းကလိုချက်ဒိုချက်ချိုးရှိလို့ကျွန်တော်တို့ကိုကိုများရှိအောင်အပွဲသူတွေရှုံးခဲ့တယ်ဒါပေမဲ့သူတို့တင်းရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်တော်တော်လေးတော့ကျွန်တော်တို့ဒီကောင်းလာတွေ့ရတယ်ဒီနေရာမှာဆိုရင်ကျွန်တော်ယူနိုက်တက်ရဲ့ကျွန်တော်တို့ဒီလူစင်းမှာဆိုရင်ကျွန်တော်တို့ဒီ queen နဲ့ဘိုင်းကအာကိုယ်မနစ်သူတွေနဲ့ပြန်ပါမယ်ဒီနေရာမှာဆိုရင် united ကပြမယ်ဆိုရင်သူတို့တင်းရဲ့ကျွန်တော်တို့လူစင်းကိုကြည့်မယ်ဆိုရင်အာမက်ကျွန်တော်ပြီးတော့ fuck ကကျွန်တော်တို့ဒီအာ list တို့မှာနေဒီတော့ကလွဒါကလွဲပြီးရင်သူတို့တင်းကပြမယ်ဆိုရင်လူစုံလို့ပြောလို့ရတယ်ဒီနေရာမှာဆိုရင် united ရဲ့ကျွန်တော်တို့ဒီ echo မှာဆိုရင် man city ကကစားမယ် ပြောမှဆိုရင်ကျွန်တော်ဒီပြီးခဲ့တဲ့နှစ်တုန်းကမန်စီးတီးကယူနိုက်တက်အကူမှာဆိုရင်ကိုပြက်နိုင်ရရှိခဲ့တဲ့ဆိုရင်ပဲလေဒီပွဲစဉ်ကကျွန်တော်ဒီပြီးခဲ့တဲ့လုံးဝမတူတော့ဒီဟာဒီမှာဆိုရင်ကျွန်တော်ဒီမန်စီးတီးကိုယ်တိုင်ကသူ့နေတဲ့တိုင်ပတ်နေတယ်ဒါအပြင်လက်ရှိချိန်မှာဆိုရင်ကျွန်တော်ယူနိုက်တက်ကကျွန်တော်ဒီခြေစွမ်းကလည်းတုံးမဆွေမဆိုးဘူးလို့ပြောလို့ရတယ်ကျွန်တော်တက်စစ်ဘန်ကလွှတ်ချက်ချိုးရှိရဆိုရင်ပဲလေပုံစံတော့ချက်သူနေတယ်ပြသနိုင်တယ်ကစားပုံကောင်းချိုးသူနေတယ်ပြသနိုင်တယ်ဒီညမှာဆိုရင်ကျွန်တော်ဒီပွဲစဉ်ကကျွန်တော်ဒီမန်စီးအတွက်တော်တော်လေးကိုမှကျွန်တော်ဒီရုံးကြရနိုင်ချေရှိတယ်တပတ်ကကျွန်တော်ယူနိုက်တက်ရဲ့ကျွန်တော်ဒီနောက်တန်းကိုကြည့်မယ်ဆို ကျွန်တော်တို့ဒီ delete တော့ဘာလို့ကတော်တော်လေးကျွန်တော်တို့ဒီကောင်းနေတာတွေ့ရတယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီ man city ရဲ့တိုက်စစ်မှာဆိုရင် haaland ပေါ့ haaland ပါတယ်ပြောတော့ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီ asset ဘိုင်းကတော်တော်လေးကမှကျွန်တော်တို့ဒီစိုးရိမ်ပြီးတယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီ man city ကပြောမဆိုရင်အာရှစ်လေနောက်ကဘလို့မှကျွန်တော်တို့ဒီစစ်ချလို့မရသေးဘူးနောက်တန်းကလည်းကျွန်တော်တို့ဒီအမှား တော်တော်လေးတူနေတွင်နေရတယ်ဒါအပြင်ကိုင်းလန်ဘိုင်းကလည်းပြောမဆွဲအဆင်ပြေတဲ့စုံုံလေးပဲတိုက်စစ်ဘိုင်းကလည်းကျွန်တော်ဒီဟာလန်ပေါ့တော်တော်လေးကမှကျွန်တော်ဒီစိုးရိမ်စရာကောင်းတယ်ဒါအပြင်တစ်ဖက်ကယူနိုက်တက်ရဲ့ကျွန်တော်ဒီကစားအားယူနိုက်တက်ကဥမဲ့ဆိုရင်ကျွန်တော်ဒီရတီမှာဆိုရင်ကျွန်တော်ဒီအသေးကြီးနဲ့တွေ့ပြီးဆိုရင်တော်တော်လေးမှကျွန်တော်ယုံတယ်ဒီနေရာမှာဆိုရင်သူတို့ကကျွန်တော်တို့ထက်ကောင်းတဲ့ကျွန်တော်ဒီအာဆင်နဲ့ကျွန်တော်လီဗာပူးဒီသင်းလေးကိုတော့မှသူတို့နဲ့ဒုက္ခပေးလာခဲ့တာတွေ့ရတယ်ဒီနေရာမှာဆိုရင်သူတို့သင်ကကျွန်တော်တို့ဒီအသေးကြီးနဲ့တွေ့ပြီးဆိုရင် ပို့ပြီးယုံတယ်ဒါအပြင်တရီပွဲကကျွန်တော်စစ်စားထားပြီးဒီညမှာဆိုရင်ကစားသမားကဒီကအမှတ်ဆိုရင်ကျွန်တော်ဒီစိတ်ကတေချာကျွန်တော်ပန်းဖြတ်သူနေကံပါပဲစိတ်ကိုသူနေဖြတ်သူနေအားအားကုန်သူကံပါကအသေးချာပဲဒီညမှာဆိုရင်ယူနိုက်တက်ကကျွန်တော်ဒီသူတို့ကအမှတ်မလို့ဆိုပေမဲ့လေကိုတက်ကပိုင်းဆိုင်ရာရှိရမစ္စတာဒါဘီ ဒီလိုတော့ကသာမားလေးကကျွန်တော်တို့အကောက်ထုတ်နေစ조사မယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Man City က United ရဲ့ကျွန်တော်တို့အကွဲမှာဆိုရင်ဇက်လက်ကောင်ယူနိုက်တက်ပေါ့မလားဒါကလည်းကျွန်တော်တို့ဒီစောင့်ကြည့်ရမယ်ရရှိချက်မှာဆိုရင်ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်ဒီ Man City ရဲ့ကျွန်တော် Man City ဖန်တောင်နေပြောမယ်ဆိုရင် Man City ရဲ့ကျွန်တော်တို့ဒီအခြေအနေကိုကျွန်တော်ပြောမယ်ဆိုရင်တော်တော်လေးကျွန်တော်တို့ဒီစိုးရိမ်မိတယ်ပြီးခဲ့တဲ့နှစ်တွေကပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဒီပွဲတွေကတိတ်ပြီးဆိုးရိမ်တယ်မရှိဘူးဆိုရင်လည်းဒီရဒီမှာဆိုရင်ကိုအသေးရကျွန်တော်ဒီခြေစွမ်းကသိရတဲ့အတိုင်းပဲကြည့်တော့ကျွန်တော်ဒီပွဲစဉ်ကိုတော်တော်လေးကျွန်တော်ဒီစိုးရိမ်ရတယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်ကကျွန်တော် Man City ကဘယ်လိုပဲအာကန်ကဘယ်လိုပဲကစ ားပက္စားတိုင်ဖို့ကလိုရတယ်ဒါမှကျွန်တော်တို့ဒီတက်ဖို့ကတူတူနေနဲ့အာချေချောင်းလို့ရမယ်ဒီညမှာဆိုကျွန်တော်တို့ဒီချက်စီကိုဖျားပေးဖို့အတွက်ဒီပွဲစဉ်ကကျွန်တော်တို့ဒီနိုင်ဖို့လိုရတယ်အကွေကျွန်တော်တို့ဒီတေချာခဲ့မယ်ကျွန်တော်တို့ဒီရှုံးခဲ့မယ်ဆိုရင်တော့ဖုန်းနဲ့မှတ်ပြမယ်ဒါအပြည့်ကျွန်တော်တို့အောက်ကကျွန်တော်တို့ဒီအသိတဲ့ Newcastle Newcastle သူနဲ့ကြော်မယ်ဒါအပြည့် Aston Villa မှတ်ကြမယ်ဒီညမှာဆိုကျွန်တော်တို့ဒီပွဲစဉ်က Man City ကနိုင်ဖို့ကိုလိုရတယ်ဒီဘက်က United ကအမှတ်ဆိုရင်သူတို့ကမှတ်မလို့ဘူးဆိုရင်လည်းကိုသိကဖိုင်ဆိုင်ရ ဲ့တော့သူညကစားမယ်ဒီဘောကကျွန်တော်တို့ဒီတင်းကလေးညဆက်နိုင်မှာဆက်နိုင်မှာကစားမယ်လက်လက်အကုန်မှာကစားမယ်အဲ့ဘောကျွန်တော်ပြန်တွေ့မယ်အားလုံးကျွန်တော်ကိုပါကောင်းကောင်းလေးဖြစ်ပြီးတော့ဟောပဲပြန်မယ်